ငါဝသီလမှာပါတဲ့မူတဝါရသည်တဖက်သားအကျိုးပျက်စီးအောင်ပြောတဲ့မူတဝါရကိုဆိုလိုတယ်လို့ဒီလိုတော့မှတ်ထားဖို့လိုတယ်အမေရိုက်မှာကြောက်လို့လိမ့်နာအဖေရိုက်မှာကြောက်လို့လိမ့်နာအဲ့ဒီမူတဝါရမျိုးတွေမဟုတ်ဘူးလူသိမှာရှက်လို့လိမ့်နာအဲ့လိုမျိုးဆိုလိုတာမဟုတ်ဘူးကိုပစ္စည်းမပေးခြင်းလို့လိမ့်နာရှိရတဲ့မရှိဘူးလို့ပြောလိုက်တယ်တဖက်သားမှာအကျိုးစီးပွားမပြည့်ဘူးဆိုလို့ရှိရင်အဲ့ဒီမူတဝါရက ဒီ၅ပါးသီလထဲမှာပါတဲ့အပြစ်ကြီးတဲ့မူတာဝါဒတော့မဟုတ်ဘူးသို့တော့လိမ်လီမှုကတော့ဖြစ်တာပေါ့သူကအပြစ်ကြီးမှဟိုဒီသူများရဲ့အကျိုးပျက်စီးမှထိခိုက်နစ်နာသွားမှကိုယ့်ရဲ့မူတာဝါဒပို့ပြီးတော့ဆိုးတယ်ပေါ့နော်သူများအကျိုးပျက်ပြမှုဆိုတာပို့ရေးကြီးတယ်ပေါ့သူများ အကျိုးမပျက်စီးဘူးဆိုလို့ရှိရင်တော့ကိုယ်ကိုကာဝယ်တဲ့အနေနဲ့လိမ်လိုက်တယ်တိတယ်မတိဘူးလို့ပြောလိုက်တယ် ပြဿနာမတက်ခြင်းလားရှိတယ်ဆိုတာသိရတဲ့နဲ့မရှိဘူးပြောလိုက်တယ်ကိုပစ္စည်းမပေးခြင်းလို့မရှိဘူးပြောအဲ့ဒါမျိုးဆိုလို့တာမဟုတ်ဘူးဟောဒုစရိုက်နဲ့ပတ်သက်တဲ့မူတော်ပါအဲ့ဒါကိုရှင်းရှင်းလင်းလင်းနားလည်ဖို့လိုတယ်